ာတွေမှာတော့ဓာကျင်မှုတွေအထင်အပေါ်လွင်နေပါတယ်။မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရွေးဆိုတဲ့အတန်းတွေဟာပတ်ဝန်းကျင်မှာကျောင်းမဖွေရာအတန်းတွေနဲ့အတူပဲ့တင်ထပ်ပြီးလေလူတွေကိုတိုးထွက်သွားပါလေ။ဣတိဒီတောကဝါအရဟံဓမ္မတံဘုဒ္ဓောဝိသသရဏဓမ္မံတောသုခတောလောကဝိတုအနုတရောပုရိဒဓမ္မတရတိတထာဓိဝမနုဿာနံဘုဒ္ဓောကဝါ ။ပြည်စင်းလေးရဲ့မြင့်မြတ်တဲ့ရုပ်စိုးတန်းလေးဟာတတိပိရဲတပ်လောဟာနဲ့တပြိုင်နက်အဲ့ဒီကျောင်းမဖွေရမိစ္ဆာတို့ရဲ့ခန္ဓာကိုယ်ဟာဒရင်ကတွန်းမှာပဲပုံမှန်မဟုတ်တဲ့တုံလုံးမှုတွေနဲ့ပြန်လည်ရှင်လန်းလာကြပါတယ်။မြတ်စွာဘုရားရဲ့မြင့်မြတ်တဲ့ဂုဏ်တော်တွေဟာ လောကမှာရှိတဲ့အရာခတ်တိန်ကိုဖိနှိပ်နိုင်တဲ့စွမ်းအားတွေရှိပြီးဇီလိုင်းထဲမှာမျောပါနေတဲ့ blessings စာတွေလိုအဲ့ဒီကျောင်းမဖွေရတရားတစ်စီတည်းရဲ့ခန္ဓာကိုယ်ကိုအလွန်အမင်းဒုက္ခစေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဦးစင်းလေးထွန်းညှိထားတဲ့ဖျောင်းလိုက်မင်းညံက အဝင်းကျင်ရဲ့ရိတ်တွေကိုတဖြည်းဖြည်းနဲ့ဖုံးလွှမ်းနေစင်မှာပဲမကောင်းစိုးရတဲ့နတ်မောင်နဲ့ဆွားနဲ့အတူထွန်းကြီးထားတဲ့မီးလင်းရောင်တွေဟာတဖြည်းဖြည်းနဲ့အကုန်စင်ချုံရင်းသွားခဲ့ရပါတယ်